ရင်းကုန်တင်မော်ဒီအမတ်မတင်မှတ်တမ်းတင်နိုင်ခဲ့တဲ့ပင်လယ်ရေနဲ့ပိုင်းကဒူးဒူးဆန်းဆန်းရေတက်တော်များရေအောက်ကဘာရဲ့နက်နက်နေနေအမောင်တုတင်မော်ကျွန်တော်တို့မမြင်ဘူးသေးတဲ့လျှို့ဝှက်ဆန်းကျဲတက်တော်တွေနဲ့မယုံနိုင်စရာဖြစ်ရတွေအများကြီးရှိပါတယ်ဒီဗီဒီယိုထဲမှာတော့နှစ်ပေါင်း900တက်တန်းရှိနိုင်တဲ့ရှီဟောင်းငမန်းကြီးတွေရဲ့အံဩစရာကောင်းတဲ့ရုပ်ပုံတွေရင်ကုန်တင်မော်တွေကိုရံပြုတ်လာတဲ့အလင်းရောင်တောက်တောက်အေယာမပြည်ကြီးငါးတွေရဲ့စိတ်လှရှားစရာကောင်းတဲ့အခိုက်အတန့်တွေနဲ့ရေတွေကိုလေးလေးမြန်မြန်ဖြတ်သွားတဲ့ဒူးဒူးဆန်းဆန်းအရာဝဲထုတွေကြောင့်တွေ့မြင်ရမှာဖြစ်ပါတယ် စပန်ဝေလာငါနဲ့အေယာမပြည်ကြီးငါရီရဲ့ကြမ်းတမ်းတဲ့တိုက်ပွဲရဲ့နောက်ဆက်တွဲအခြေအနေတွေလူသားတွေကိုကဲတင်ခဲ့တဲ့သူရဲကောင်းဆန်ဆန်ငါအုပ်စုတွေနဲ့လုံးဝကိုထူးခြားစံပြပုံတံရှိတဲ့ရင်းနှီးပိုင်းတပ်တော်တွေကိုမျက်ဝါးထင်ထင်တွေ့မြင်ရမှာဖြစ်တဲ့အတွက်ဒီစိတ်ဝင်စားစရာကောင်းတဲ့ရေအောက်ခီးစဉ်ကိုလက်မလွတ်ဘဲနဲ့ဆက်လက်ဆောင်တည်အားပေးကြပါဦးစင်ဖိုနိုဖိုပေလဲတပ်တော်ကိုလိုနီဒီပုံသေးသေးလေးကိုအဝေးကားကြည့်မယ်ဆိုရင်၅ပန်းပိုက်လို့ထင်မိကြမှာဖြစ်ပါတယ်။ဒါပေမဲ့တေချာကြည့်လိုက်မယ်ဆိုရင်တော့တက်ရှိရေတက်တော်တကောင်ဖြစ်နေတာတွေ့ရမှာပါ။ ဒီဗီဒီယိုကိုရင်ခုန်တင်မော်တစီရဲ့ကင်မရာထဲမှာရိုက်ကူးမိခဲ့ပြီးတော့ဒီထူးဆန်းမှုတွေကိုတွေ့ခဲ့ရတာပါပုံမှန်မြင်ရတဲ့အတိုင်းမှာပဲဒီတက်တော်ဟာထူးခြားစံပြတဲ့ပုံစံနဲ့အလွန်ရှည်လျားတဲ့ကိုယ်တွေကိုပိုင်ဆိုင်ထားပါတယ်ကျွမ်းကျင်သူတွေရဲ့ခံမှန်းချက်ရဒါမက်ဆီကိုပင်လယ်ကွေ့ရဲ့အနက်ပေ၄တောင်လောက်မှာနေထိုင်နေစီနိုဖိုမျိုးစုစီဖိုနိုဖိုမျိုးနယ်စုဝင်တက်တော်တစ်မျိုးဖြစ်ပါတယ်စီဖိုနိုဖိုတွေဟာတင်းငယ်တဲ့တက်တော်အများပြားစုစည်းပြီးတော့ကိုလိုနီပုံစံနဲ့နေထိုင်တဲ့အတွက်ဒီလိုထူးခြားတဲ့ပုံစံတွေကိုပိုင်ဆိုင်နေတာဖြစ်ပါတယ် ဒီတက်တော်ဝါလီဟာကွန်ပျူတာခေတ်ကို Windows Screen Saver မှာပေါ်နေတက်တဲ့ခက်ဆန်းဆန်း animation တွေကိုတော့မှပြန်ပြီးတော့သတိရစေမှာပါ။ Spam ဘွေလာငါးနဲ့ AI မှပြည်ကြီးငါးရဲ့ရေအောက်တိုက်ပွဲပင်လယ်သမုဒ္ဒရာရဲ့အနက်ရှိုင်းဆုံးနေရာတွေမှာအင်အားကြီးမားတဲ့တားရဲနှစ်ကောင်ရဲ့တိုက်ပွဲကိုမြင်တွေ့ရတာဟာတကယ်ကိုရှားပါတဲ့အခိုက်အတန့်တစ်ခုပါ။ဒီဗီဒီယိုမှာဆိုရင်စပန်ဝေလာငါအုပ်စုတစုဟာအမဲလိုက်နေရာကနေပြန်လာတဲ့အချိန်သူတို့ရဲ့ပစက်ထဲမှာအေယာမပြည်ကြီးငါးတကောင်ရဲ့အကျဉ်းချန်တွေကို တဲဆောင်လာတာတွေ့ရမှာပါအေယာမပြည်ကြီးငါးတွေဟာသမုတ်ရီယာတွေမှာအကြီးဆုံးနဲ့လျှော့ဆန်းကျေဆုံးတတ္တဝါကြီးတွေကတစ်မျိုးဖြစ်ပြီး သူတို့ကိုအရှင်လက်လက်မြင်တွေ့ရဖို့ဆိုတော့အလွန်ခက်ရင်ပါလေဒီလိုရှားပါးတဲ့တတဝါကိုစပန်ဝေလာငါးရဲ့ပတ်သက်ထဲမှာမြင်ရတာကသူတို့နှစ်ကောင်ကြားကပြင်းထန်တဲ့တိုက်ပွဲရဲ့တက်တည်ပါပဲဒီဗီဒီယိုကိုအနည်းငယ်ကြည့်လိုက်တဲ့အခါမှာတေဆုံးသွားတဲ့ပြေးကြီးငါးရဲ့လက်ချက်ဟာဝေလာငါးရဲ့ကိုမှရစ်ပတ်နေတုန်းဆိုတာကိုတော့တွေ့နိုင်ပါလေစပန်ဝေလာငါးတွေဟာအရာမပြေးကြီးငါးတွေကိုအမဲလိုက်စားတော့လို့ရှိပြီးသူတို့ချာမှာအသက်ရှင်ရက်တည်ရေးအတွက်အမြဲတမ်းတိုက်ပွဲတွေဖြစ်ပွားလိမ့်ရှိပါတယ်မာရီယနာထရမက်သို့မဟုတ်ဂရင်းလန်ကမှာ ဒီဗီဒီယိုရဲ့တတိယမြောက်အကြောင်းအရာကတော့ကမ္ဘာနယ်ဆုံးပင်လယ်ကျန်းပြည်ဖြစ်တဲ့ Mariana Trench မှာရိုက်ကူးထားတဲ့ကြောက်စရာကောင်းတဲ့တရဝါတကောင်အကြောင်းဖြစ်ပါတယ်။ပထမကတော့ဒီတရဝါကို Mariana Trench Match လို့မှားယွင်းစွာနဲ့ခေါ်ပေါ်ခဲ့ကြပြီးမြင်တကယ်တော့ဒါဟာ Greenland ငမန်းလို့ခေါ်တဲ့အလွန်ရှည်ကြတဲ့ငမန်းမျိုးစေ့တစ်ခုပါ။ဒီငမန်းတွေဟာသမုဒ္ဒရာထဲမှာအကြီးဆုံးသောငမန်းတွေထဲကတစ်မျိုးဖြစ်ပြီးအရှိပေ21အထိကြီးထွားနိုင်တယ်လို့အလေးချိန်ပေါင်2200ကျော်တိရှိနိုင်ပါတယ်။ဒါပေမဲ့သူတို့ရဲ့အန်အောစရာအကောင်းဆုံးအချက်ကသူတို့ရဲ့တက်တမ်းမှာ ဂရင်းလန်ငမန်နီယာကမ္ဘာပေါ်မှာအသက်ရှည်ဆုံးကြောရွေ့ရှိတက်တော်ဝါရီထဲကတစ်မျိုးဖြစ်ပြီးအသက်150ကလည်း900နီတီနေထိုင်နေတယ်လို့သိရပါတယ်ဆိုလိုတာကအခုအချိန်မှာကျွန်တော်တို့ကမ္ဘာပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း100နဲ့ချီကတည်းကအသက်ရှင်နေခဲ့တဲ့ဂရင်းလန်ငမန်တွေရှိနေနိုင်ပါတယ်သူတို့ဟာရေအောက်ပေ650ကနေ3000ဒီနဲ့တဲ့နေရာတွေမှာနေထိုင်ကြပြီးငါးတွေဖြန်တွေနဲ့သူတို့ရှာတွေ့နေတဲ့ဘေးရာကိုမဆိုစားတောက်ကြတဲ့ထိတ်ဆုံးသားရဲတွေလည်းဖြစ်နေပါတယ်။မဖော်ထုတ်နိုင်သေးတဲ့ရေအောက်အရာဝေးထူး ဒီမြင်ကွင်းမှာတော့2002ခုနှစ်တုန်းကဂျပန်နိုင်ငံဆန်ရီကုကန်လတ်မှာရင်ကုန်ဒီမိုကရေစီကရဲကူထားတဲ့လျော့ပတ်စမ်းကြီးအရာတစ်ခုတွေ့ရမှာပါဒီရာဝတ္ထုကအလွန်လေးမြန်စွာရွေးလျားသွားတဲ့အတွက်ဘာလဲဆိုတော့အတိအကျခွဲခြားနိုင်ဖို့ခက်ခဲပါတယ်ဒါအသက်ရှိတတဝါတစ်ခုလားဒါမှမဟုတ်လူလုံထားတာလားဒါမှမဟုတ်လူလုံထားတဲ့အရာဝတ္ထုတစ်ခုခုလားမသိကြပါဘူးပုံမှန်မြင်ရတဲ့အချိန်ဒီရာဝတ္ထုဟာပြောင်းချောပြီးတော့အပြားလိုက်ပုံတန်းရှိသလိုအလွန်တောက်ပတဲ့အလင်းရောင်ကိုလည်းထုတ်လွှတ်နိုင်ပါတယ်အဲ့ဒီအလင်းရောင်ကြောင့်ပဲအရာဝတ္ထုရဲ့အသေးစိတ်ကိုဘာမှမသိရပါဘူး တချို့သူတွေကဒါဟာရေအောက်မှာတွေ့ရခဲ့တယ်မဖော်ထုတ်နိုင်သေးတဲ့ရေအောက်ယာဝေးတို့ဖြစ်နိုင်တယ်လို့ထင်ကြပါတယ်။ဒါအလင်းနဲ့တစ်ခုဖြစ်နိုင်မလား။မေးစရာရှိပေမဲ့ရေအောက်မီတာ422ပေ1382ဘေးလောက်အနက်မှာရိုက်ကူးထားတာဖြစ်တဲ့အတွက်အပေါ်ကနေပေါ်လာတဲ့အလင်းရောင်ကဒီလောက်ထိထိုးပေါက်ဝင်ရောက်ဖို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်မဲလျှို့ဝှက်စမ်းကြတဲ့အရာဝိတုဟာအလုံးမြန်တဲ့ငားတကောင်လားဒါမှမဟုတ်လုံးဝကွဲပြားတဲ့အရာတစ်ခုကလားဆိုတော့စိတ်ဝင်စားစရာကောင်းတဲ့ဘေးအီးတစ်ခုဖြစ်နေဆက်လက်ပြီးကြန့်ရှိနေခဲ့ပါတယ်။တောက်ပါတဲ့ပြေးကြီးငားတိုက်ခတ်ခြင်း ဘေးလေအောင်နှံ့နေတဲ့အမောင်တုထဲမှာရုတ်တရက်ပေါ်လာတဲ့အလင်းရောင်ဟာတခါတရံမှာတော့ကြောက်စရာကောင်းတဲ့အန်ဒီရဲကိုဖုံးကွယ်ထားတတ်ပါတယ်ဒီဗီဒီယိုမှာတော့ရင်းကုန်သင်္ဘောတစ်စီးဟာမီတာ1280ဘေးလေးတော့နေရာလောက်အနက်မှာရောက်ရှိနေတဲ့အချိန်တွင်တတော်ပပနဲ့အလင်းရောင်တွေထုတ်လုပ်တဲ့ဒူဒူဆန်ဆန်တတ္တဝါတကောင်ကရုတ်တရက်တိုက်ခိုက်ဖို့ကြိုးစားတာတွေ့ရမှာပါနောက်ပိုင်းမှာသိရတာကဒီလောက်တောက်ပတဲ့တတ္တဝါဟာ Thrusters Quest လို့ခေါ်တဲ့ပြေးကြီးငါးမျိုးစိတ်တစ်မျိုးဖြစ်ပါတယ် တို့ရဲ့ခေါင်းထင်မှာအလင်းရောင်ထုတ်လွတ်တဲ့အင်္ဂါတစ်ခုပါရှိပြီးအဲ့ဒီအင်္ဂါတွေကိုအသုံးပြုပြီးတော့တခြားသတ္တဝါတွေကိုလှည့်စားတာဒါမှမဟုတ်အဖော်တွေကိုဆက်သွေးတာဖြစ်နေပါလိမ့်။ Flash Squad တရားကပ္ပပေါ်မှာအကြီးအဆုံးပြေးကြီးငါးတွေတွေကတမျိုးဖြစ်ပြီးအရှိခွန်းပေးခွဲလောက်တနည်းအားဖြင့်တော့1.3မှ3မီတာထိကြီးထွားနိုင်ပါလိမ့်။သူတို့ကိုတွေ့ရခဲ့တဲ့အတွက်ဒီလိုရုပ်ပုံကိုရိုက်ကူးနိုင်ခဲ့တာဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့မှတ်တမ်းတစ်ခုပါပဲ။မမန်တိုက်ခိုက်မှုနဲ့ကေတီရှင်ငါးများ ဗီလင်သမုဒ္ဒရာဟာအန်ဒီယရီနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုဖြစ်ပြီးမမျောလင့်ထားတဲ့အဖြစ်အပျက်တွေအချိန်မီးဖြစ်ပေါ်နေပါတယ်။ဒီဗီဒီယိုမှာရင်းနှီးပန်းမှာရင်ကုန်နေတဲ့ရင်ကုန်သမားတယောက်ကိုငမန်းသေးလေးတစ်ကောင်ကရုတ်တရက်ကပ်လိုက်တဲ့အဖြစ်အပျက်ကိုတွေ့ရမှာပါ။ဘလို့ငမန်းမျိုးလဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမသိရပါပဲ။ကံကောင်းထားမှဆိုသူကပဲအန်ဒီရဲ့အယမ်းမရှိတဲ့ငမန်းမျိုးစားဖြစ်ပုံရပါတယ်။ဒါပေမဲ့မမျော်လင့်ထားတဲ့အကူအညီကရောက်လာပါတယ်။အဲ့ဒါကတော့ group ပါလို့ခေါ်တဲ့ငါးအုပ်စုတွေကအတော်လေးကြီးမားတဲ့ငါးတကောင်ပါ ဲ့ဒီ group ကဘာကြောင့်ဝင်ရောက်ကူညီတာလဲအတိအကျမသိရပြီမယ်ဒဏ်ရာရနေတဲ့ရင်ကုန်သမားကိုကာကွယ်ဖို့ဒါမှမဟုတ်အဲ့ဒီငမန်းကိုအစာဖြစ်နဲ့တက်ပြဖို့လေဖြစ်နေပါတယ်ဘလို့ပဲဖြစ်ဖြစ်ပါအဲ့ဒီ group ဟာငမန်းကိုရင်ကုန်သမားစီကနေစပယ်ထုတ်ပြီးသူ့ရဲ့အစာဖြစ်နဲ့ခန်းစားသွားတာကိုဗီဒီယိုမှာရှင်းရှင်းလေးလေးတွေ့မြင်ရမှာပါဒါတကယ်ကိုမယုံနိုင်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပြီးဘယ်လေထဲမှာမမျှော်လင့်ထားတဲ့အကူအညီတွေရှိနေပါတယ် လန်နုစစ်ကေဒိုမဟောပင်လယ်သမုဒ္ဒရာနဲ့နယ်ပိုင်းမှာရှေးဟောင်းသားရဲ့ပင်လယ်သမုဒ္ဒရာရဲ့အလွန်နှရှားတဲ့အမောင်တုထဲမှာလွန်ခဲ့တဲ့နှစ်တန်ပေါင်းများစွာကတည်းကတည်ရှိနေခဲ့တဲ့ဒုကြစံကျတဲ့တတဝါတကောင်ရှိပါတယ်။အဲ့ဒါကတော့ဘလန်နုစစ်ကေငမန်းလို့ခေါ်တဲ့ရှေးဟောင်းငမန်းမျိုးစေ့ပါ။တခြားငမန်းအမျိုးအစားမှာတော့ငါးစုသာပါဝင်တဲ့ဘဟပေါက်တေစာအဲ့ဒီငမန်းတွေမှာ၆ခုစီပါဝင်တာကသူတို့ကိုဒုကြစေတဲ့အဓိကအချက်တစ်ခုပါပဲ။ သူတို့ဟာအတ္လန်တိတ်နဲ့ပစိဖိတ်သမုဒ္ဒရာရဲ့အနက်ပေ650ကနေ8000နေရာထိနေတဲ့နေရာတွေမှာနေထိုင်ကြပြီးအလွန်လျော့ဝဲစမ်းကြတဲ့တတ္တဝါတွေအဖြစ်နဲ့သတ်မှတ်ခံထားရတာပါဘလန်နုတ်စီကင်းကမန်းတွေဟာသူတို့ရဲ့နေကွေးတဲ့လှုပ်ရှားမှုနဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြောင့်လူသိများပါတယ်သူတို့ဟာအရှိ16ပေတီကြီးထွားနိုင်ပြီးအလေးချိန်ပေါင်ထောင်နေရာကျော်ရှိနေပါတယ်သူတို့ရဲ့အစားအစာမှာတော့ငါးသေးသေးလေးတွေပြည့်ကျင်းကားတွေ ကဏ္ဍတွေနဲ့တခြားပင်လယ်တတ္တဝါတွေလည်းပါဝင်ပါတယ်။သူတို့ဟာအသက်ရှင်တဲ့တတ္တဝါတွေဖြစ်ပြီးနှစ်ပေါင်း၈၀တိအသက်ရှင်နိုင်တယ်လို့ခန့်မှန်းကြပါတယ်။အဲ့ဒီငမန်းတွေကိုလေ့လာဖို့ဆိုတော့အလွန်ခက်ခဲပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာအလွန်နဲ့နေတဲ့နေရာတွေမှာနေထိုင်ပြီးတော့ညဘက်မှသာအသာရှာဖွေလေးရှိလိုပါပဲ။ဒါပေမဲ့ခေမီနီပညာတွေတိုးတက်လာတာနဲ့အမျှသိပ္ပံပညာရှင်တွေဟာရင်းကုန်သင်္ဘောတွေနဲ့တခြားအစိမ့်မြင့်ကရိယာတွေကိုအသုံးပြုပြီးဒီလိုပဲစမ်းကြည့်တဲ့တတ္တဝါတွေကြောင်းပုံမိုးလေ့လာနိုင်ခဲ့ပါတယ်။ဒီဗီဒီယိုမှာ Ocean Ace လို့ခေါ်တဲ့သုတေသနအဖွဲ့ဟာရင်းကုန်သင်္ဘောကနေ Planet City ငမန်းတကောင်ကိုပထမဆုံးကျင်ပြအောင်မြင်စွာနဲ့အမှတ်သားတက်စင်နိုင်ခဲ့တာတွေ့ရမှာပါဒါဒီလိုနှက်နေတဲ့ပင်လယ်သားရဲတွေကိုလေ့လာဖို့အတွက်အလွန်အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်ပြီးသူတို့ရဲ့လှုပ်ရှားမှုတွေနေထိုင်မှုပုံစံတွေနဲ့တဘာဝပဝင်းခြင်းပေါ်တက်ရောက်မှုတွေကိုပုံမနာလည်နိုင်ဖို့အထောက်အကူပြုမှာဖြစ်ပါတယ် Magnet ပင်အပြေးကြီးငါ ောက်ထပ်အောင်ဖွင့်တဲ့လျိုပဲစမ်းကြတဲ့တတဝါတစ်မျိုးကတော့မက်နပီနပီကြီးငါပါပဲသူတို့ရဲ့ထူးခြားတဲ့ပုံသဏ္ဍာန်နဲ့အလွန်ရှည်လျားတဲ့လက်မောင်းတွေကြောင့်သူတို့ကိုအလွယ်တကူမှတ်မိနိုင်ပါတယ်မက်နပီနာဆိုတဲ့အမည်ဟာလက်ဂျင်ဘာသာစကားကနေစမ်းတက်လာပြီးအကြီးမားဆုံးတောင်ပန်လို့အဓိပ္ပာယ်ရပါတယ်သူတို့ရဲ့လက်မောင်းတွေဟာသူတို့ရဲ့ခန္ဓာကိုယ်ထက်အစာပေါင်းများစွာရှည်လျားပြီးတော့တချို့မျိုးစိတ်တွေမှာ26ဗီတီရှည်လျားနိုင်ပါတယ်။သူတို့မှာလက်တန်တူတူနှစ်ခုနဲ့အလွန်ရှည်လျားတဲ့လက်မောင်း၈ခုပါဝင်ပါတယ်။ မက်ဂနာပင်နယ်ပြည်ကြီးငှားတွေကိုပင်လယ်သမုဒ္ဒရာရဲ့အစိပ်ပိုင်းတော်တော်များများမှာတွေ့ရှိနိုင်ပေမယ့်သူတို့မှာအလွန်နဲ့ရှိုင်းတဲ့နေရာတွေမှာနေထိုင်နေတဲ့အတွက်သူတို့ကိုအရှင်လက်လက်မြင်တွေ့ရဖို့ဆိုတော့အလွန်ရှားပါတယ်သူတို့ကိုပထမဆုံးချိန်ဖြစ်တဲ့1998ခုနှစ်မှာရင်းကုန်တင်မောက နေမှတ်တမ်းတင်လိုက်ပြီးအဲ့ဒီချိန်ကနေစပြီးဒီပြည်ကြီးငှားတွေအကြောင်းကိုအနေငယ်သာသိရှိရပါသေးတယ်သူတို့ရဲ့အပြုမူအစားစားတဲ့ပုံစံနဲ့မျိုးပွားတဲ့ပုံစံအကြောင်းကိုသူတို့တွေတွေကဆက်လက်လေ့လာနေစေပါ ဒီဗီဒီယိုမှာဆိုရင်2019ခုနှစ်တုန်းကအလဲပစိဖိတ်သမုဒ္ဒရာရဲ့အနက်မီတာ1090နဲ့ပေ3580နဲ့မှာအလဝပေဒလေးလာရေးသုတေသနယင်ရစည်းကနေမက်ဂနာပြည်နယ်မြေကြီးငှားတစ်ကောင်ကိုအန်အော့ဖွဲကောင်းစွာနဲ့ရိုက်ကူးထားတာတွေ့ရမှာပါ။သူတို့ရဲ့ထူးခြားတဲ့ရွေလျားပုံစံကလည်းတခြားပြည်ကြီးငှားတွေနဲ့မတူဘဲသူတို့ရဲ့ရှေလျားနဲ့လက်မောင်းတွေကိုစန့်ထုတ်ပြီးရေထဲမှာဖြင်းညဲစွာဝဲနေတယ်လို့မျိုးရွေလျားတာကိုတွေ့ရမှာပါ။ဒီလိုထူးခြားတဲ့တတ္တဝါတွေကိုသူတို့ရဲ့တပောက်ပောက်ပောင်းဝင်းကျင်မှာမှတ်တမ်းတင်နိုင်ခဲ့တာဟာ ပင်လယ်နက်ရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်နိုင်ဖို့အတွက်အရေးပါတဲ့အခြေလှမ်းတစ်ခုဖြစ်ပါတယ်။ Barbie Ecobees တို့မဟုတ်ပင်လယ်ကျမ်းပြင်မှာထူးဆန်းသောစုဝေးမှု ဒီဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာတော့ရင်ကုန်သင်္ဘောကရေကူးထားတာမဟုတ်ပေမဲ့ကြီးစုသူတွေကိုအနည်းငယ်တော့ထိတ်လန့်အန်အောစေနံနဲ့ထူးဆန်းတဲ့တရဝအုပ်စုတစ်ခုတွေ့ရမှာပါအဲဒါကတော့ Bubble E Cool Bees လို့ခေါ်တဲ့ငါးသီးလေးတွေစုဝေးနေတဲ့ပုံရိပ်ပါပထမတစ်ချက်ကိုကြည့်ရမယ်ဆိုရင်ခေါင်းများကြီးပါတဲ့ထူးဆန်းတဲ့တရဝကြီးလို့ထင်ရပေမဲ့တကယ်တော့ဒါဟာကဏ္ဍကိုတင်းငယ်ပြီးခရင်ရောင်အစင်ရှိတဲ့ Gobi ငါအများပြားစုဝေးနေတဲ့ပုံရိပ်ပဲဖြစ်ပါတယ် Gobi ငါတွေဟာပင်လယ်သမုဒ္ဒရာတွေရဲ့ရင်းနှီးပိုင်းဒေသတွေမှာအများဆုံးတွေ့ရလေရှိတဲ့ငါးမျိုးစားဖြစ်ပြီးငါးမျိုးစိတ်ပေါ်2000ကျော်ရှိပါတယ်သူတို့ဟာအရွယ်စားအားဖြင့်တော့ သေးငယ်ပြီးအများအားဖြင့်တော့အရှိတစစ်စင်နေပြီးတော့လေးလမထက်မပေါ်ပါဘူး property covid တွေကသူတို့ရဲ့ထူးခြားတဲ့ခင်းရောင်အစင်နဲ့ရှီလျားတဲ့ကိုတဲကြောင့်ထင်ရှားပါတယ်သူတို့ဟာအများအားဖြင့်တော့ရေအောက်ထောက်ဆောင်တွေနဲ့အက်ခွဲချောင်းတွေဒါမှမဟုတ်တဲနှုတ်တွေထဲမှာအုပ်စုလိုက်နေထိုင်ကြတာပါဒီဗီဒီယိုမှာမြင်တွေ့ရတဲ့ပုံရိပ်ဟာ Papa Eco Beast ရဲ့အများပြားအလို့တိတ်သေးစွာစူဝေးနေတာပြသနေပါတယ်။ဘာကြောင့်ဒီလိုစူဝေးနေတာလဲ။အတိအကျမသိရပါပေမဲ့အစားရှာဖို့အန်ဒီယားကနေကာကွယ်ဖို့ ဒါမှမဟုတ်မျိုးပွားဖို့အတွက်ဖြစ်နေပါတယ်သူတို့ရဲ့ဇူဝေးနေတဲ့ပုံစံကထူးဆန်းပြီးတော့ကြည်ရတာအနေငယ်ကြောက်စရာကောင်းပေမဲ့တကယ်တော့သူတို့ဟာတင်းငယ်တဲ့တတဝါတွေကိုသာစားတော့တဲ့အန်ဒီရဲ့မရှိတဲ့အငားလေးတွေဖြစ်ပါတယ်ဒီလိုထူးခြားတဲ့ဇူဝေးမှုကိုကင်မရာကနေမှတ်တမ်းတင်နိုင်ခဲ့တာဟာဘယ်လေရေအောက်ကပါရဲ့အန်အောဖေရာဖြစ်ရတဲ့ခုကိုထပ်မံပြသလိုက်တာဖြစ်ကြောင်းဝေးမြလိုက်ရင်ဗီဒီယိုလေးကိုညီကုံချုပ်လိုက်ပါတယ်ကဲအဆုံးထိကြည့်ရှုပြီလို့ကျေးဇူးတင်ပါတယ်